ဲ့တဲ့ရှာလဲဆိုတာအဲ့လိုပေါ့ရိုက်ခွင်းမှာလေအဲ့လိုစက်တွေနဲ့ဖမ်းတာပေါ့နော်ဖမ်းတော့ရိုက်တဲ့နေရာတွေကလည်းတကယ်ကိုရှေးအောင်ဖုံးကြီးချောင်းနေရှေးအောင်ဂူပြက်ကြီးတွေအဲ့လိုနေရာတွေဆိုတော့ရှိတာပေါ့အဆောက်ရှောက်တွေမမြင်ရတဲ့ပရလောကသားတွေရှိတဲ့ခါကျတော့ကြားတာရိုက်ခွင်းမှာတရတော့အများကြီးပဲမတို့ကမတို့ရဲ့ဟိုကားထဲမှာခြောက်အောင်လေရုပ်အော်ပါပေါ့တရေရှာတဲ့အဖွဲပါတယ်လေသူတို့မှာတကယ်တကယ်ဟိုတရေဟိုစားတဲ့အတန်တွေစားတဲ့စက်တွေပါတယ်အဲ့တော့ကိုရီးယားလည်းစက်စုတက်တဲ့ခါကျတော့ sorry ဆက်စုတက်တဲ့အခါကျတော့အိုက်ဆက်တွေနဲ့ဟိုရှူတင်ပြင်းစင်နေတော့မှအမောင်လေးဖမ်းကြည့်ပါဦးငါတို့ကြားချင်လို့အဲလိုမျိုးတွေပေါ့နော်ဆက်စုကြတာပေါ့အဲဆက်စုကြတဲ့အခါကျတော့ကြားရတာပေါ့နော်ဒီနားမှာဘယ်လိုရှိလဲဘယ်နှယောက်ရှိလဲဆိုအယောက်40လို့ပါတကယ်ကြားရတာအဲ့လိုမျိုးတွေအခုပြောချက်သိမ်းတော့တာအဲ့လိုမျိုးတွေတော့ကြားရတာလေအဲ့လိုဆိုတော့အာအဲ့လိုဆိုအကုန်လုံးကလေအာဆိုအောင်ပြီးတော့အကုန်လုံးစီးစီးလုံးလုံးနဲ့အဲ့လိုပေါ့နော်အတန်နေကြားရတယ်နောက်ပြီးတော့သူတို့ကိုအမြပေးပါလို့ပါတို့အဲ့လိုမျိုးတွေအဲ့လိုမျိုးတွေကြားရတယ်ပေါ့နော် အဲ့ဒါမျိုးကြတော့အကုန်လုံးကဒီဟာကိုကတော်ဝဲပေးတဲ့ဟာတေချာဥပြောကပွဲနဲ့အပ်ပြီးတော့အကုန်လုံးတေချာပါတော့။အဲမြစ်တာပေါ်မြောက်ဝေးပြီးမှဒီကားကိုရိုက်တာပါဟုတ်။အဲတေရဲလေးအခုရှာခဲ့ကြတယ်ရော။တေရဲလေးရှာလဲဆိုတော့အဲ့လိုပေါ့ရိုက်ခွင်းမှာလေအဲ့လိုစက်တွေနဲ့ဖမ်းတာပေါ့နော်။အဲ့တော့ရိုက်တဲ့နေရာတွေကလည်းတကယ်ကိုရှေးအောင်ဖုံးကြီးကျောင်းနေရှေးအောင်ဂူပြက်ကြီးတွေအဲ့လိုနေရာတွေဆိုတော့ရှိတာပေါ့အဆောက်ရှောက်တွေမမြင်ရတဲ့ပရလောကသားတွေရှိတဲ့အခါကျတော့ကြားရတာ။ဒီနေ့ကစက်တွေနဲ့ရှာပကြီးမိလို့ရှိရင်ဖိတ်ကြောက်ချင်မှကြောက်။ အဲ့ပေါ်အဲ့ဒါဆိုတော့ကိုကဒီကားထဲမှာတရေချောက်တဲ့ဟာမျိုးဆိုတော့တိတ်ပြီးတော့အဲ့လိုမျိုးမှမဖြစ်ဘူးပေါ့နော်တိုက်မှာကျအဲ့ဟာကျတော့သူ့မှာဆက်တယ်ပါတယ်အဲ့ပြီးတော့သူတို့ကလည်းသူတို့အတွေ့အကြုံတွေပြောပြတာပေါ့သူတို့ကဘလို့တွေချောက်တာကိုတကယ်ကြုံခဲ့ရမှာပြောပြတော့ကိုတွေကလည်းအဲ့ဒါနဲ့စမ်းနေတယ်ဆက်တယ်နဲ့စမ်းကြတာပေါ့လေစမ်းတော့ကိုချောက်တာပေါ့အဲ့ကျတော့ပြင်းပြင်းတာပေါ့ကြောက်တဲ့ခံကုန်ရင်အဲ့ဟာကြီးကြားပြီးတော့ဘယ်နာငါနာမလာရောက်နေမလားပေါ့အဲ့လိုမျိုးကြောက်ကြတာပေါ့လေကျိုးသမီးဆိုလဲမင်းသားရင်နဲ့ဖတ်တဲ့ခံသူမကြည့်ဘူး ။တမိဒါလုံးလုံးတာဆိုလည်းမရအောင်ဘူး။ဟုတ်လား။မရအောင်ဘူး။ तू အဲ့လိုမျိုးမကြိုက်ဘူး။အဲ့လိုမျိုးသူ့ဆိုပြောတယ်။တမိဒါအလုံးလုံးတာမမေးရမမရအောင်မခန့်နဲ့။အဲ့လိုအဲ့လိုကြီးစားစားပြောတဲ့ခန်းကြီးပါ तू အရင်တော့ငယ်တော့အပြန်တက်လာတယ်။အဲ့ဒါ तू တစ်ချောက်မှတွေးလို့ရှိရင်လာလာပြရတယ်။မမေးအဲ့လိုဘာလို့ရိုက်တာလဲ။အဲ့လိုမျိုး။တမိလာကျန်လာစစ်တယ်။တမိလာ7နှစ်တော့ပါ။7နှစ်။ဟုတ်။ကြောင်းကက်လာ။ ဟုတ်ကဲ့ကြောင်းတယ်အခုတော့နည်းနည်းကလေးဆိုပြောဆောင်နေပါလိမ့်မယ်ဟုတ်ကဲ့အော်ကလေးပြောဆောင်တော့မလို့ပြင်ပန်းလို့လေနောက်ပြီးတော့သူကိုယ်တိုင်ကလည်းအောက်တော့တယ်သူကကျောင်းပညာရေးကိုသူကအားတန်တယ်အားတန်တော့ပညာရေးပဲပေါ့ဟိုဟာတော့ခုလိုတော့အနုပညာရှင်ဖြစ်ခဲ့အနုပညာရှင်ဖြစ်လည်းဖြစ်စေခြင်းလည်းမဖြစ်လည်းမဖြစ်စေခြင်းဘူးဖြစ်စေချင်တာကတော့လူပညာရှင်ဆိုတာကတော့အဲလူချစ်ခင်လူပင်များတယ်ပေါ့နော်အလူပညာသမားဆိုတာကလူတက်တန်းမှတယောက်ပေါ့အဲ့လိုမျိုးအဲ့လိုမျိုးပေါ်ထွက်တာလေတကယ်လူပညာသမားစစ်စစ်ကိုပြောတာပါအဲ့လိုမျိုးဆိုတော့ ဖြစ်စေခြင်းလည်းအဲ့လိုကြောင့်ဒါပေမဲ့လည်းမဖြစ်စေခြင်းဆိုအခုခေတ်ကအရင်ခေတ်နဲ့မတူတော့ဘူးခေတ်တွေလည်းပြောင်းလာပြီနောက်ပြီးတော့အဲတမီးလေးပြင်းမှန်းမှာအဲ့လိုအခက်ခဲတွေကြုံရမှာတိုက်ခတ်နေတိုက်ခိုက်တွေခံရမှာအဲ့ဒါကြီးကြောင့်မဖြစ်စေခြင်းဘူးပေါ့နော်ဟုတ်တယ်ဒီကိစ္စကတော့အဲ့ချစ်တဲ့ချစ်တဲ့ကြီးရောတိုက်ခတ်ခုရောနောက်ပိုင်းတော့ဘယ်လိုသက်ရောသက်ခံတော့မရှိဘူးအဲ့လိုမျိုးအဲဇက်တွေဆိုတာတဲ့ပေါ့ပေါ့အဲအမားတို့အသက်ရွယ်ကိုယ်အသက်ရွယ်နဲ့လိုက်တဲ့ဟာမျိုးပေါ့နော်အိမ်အောင်တဲ့ဇက်ရုပ်ဖြစ်မယ်အဲအဲ့လိုမျိုးပေါ့ခလေးအမေဇက်ရုပ်ဖြစ်ရင်ဖြစ်မယ်အဲအဲ့လိုမျိုးတွေတော့ ရိုက်ဖို့လက်ခံတာရှိတယ်။ဟုတ်ကာရီတာနဲ့ဟိုပါပေါ့ကိုယ်အတိုက်လိုက်တဲ့ကာရီတာဆိုတော့လက်ခံပါတယ်ချက်ကန်းချက်ကန်းဆိုတာကတော့ဟိုပါပေါ့ဟိုအကန့်တက်လို့ရှိတာပေါ့လေနော်ဟိုဟိုကိုလုံးနိုင်တဲ့အတိုင်းတာကြီးဆိုတော့လက်ခံပါတော့ဂျမ်မာချူကလုံးတော့ပိုင်းလေးလို့ဟိုမချမ်းလာဆိုတော့ရိုက်လာတယ်ဒါကတော့ပုံစံပြီးတော့တောင်းတဲ့ဟာမျိုးလုံးချင်လုံးချင်လားဆိုတော့ကိုရီးယားတော့ဘယ်လိုကာရီတာမျိုးဆို လုံးပါပဲလေကိုနဲ့လိုက်တယ်အဲကိုလည်းအဓိကအသက်အရွယ်နဲ့လိုက်တဲ့ဟာဖြစ်ဖို့ပဲလိုတာပေါ့နော်အဲ့လိုဆိုလိုက်ဟုတ်တယ်ဟုတ်ဟုတ်လောင်နေစက်ကိုကြိုက်တယ်။လောင်နေစက်တွေဆိုတာအမှန်တော့လေကိုကစက်ကိုရုပ်ရှင်ကိုလေဘယ်ရုပ်ရှင်မဆိုကြိုက်တယ်။အဲအမြန်တနေ့တကားတော့ပုံမှန်ကြည့်တယ်။ရကားပါအကုန်ကြည့်တယ်။ကြည့်ရဆိုတော့ဟိုကာရိုက်တာကိုကာရိုက်တာပြင်ပြင်လောက်ရတဲ့စက်မျိုးဆိုကြိုက်တယ်။ ပိသက်မုံမုံချစ်ချစ်ပေါ့ပိသက်ကမှန်တော့ပါအခုခက်ကားလို့မရှိတော့ပါဘူးပိသက်မုံမုံမဟုတ်ပိသက်ကမုံတယ်ဆိုတော့သူတို့မုံတော့အောင်တော်လို့မုံကြတာလေအဲ့တော့အဲမုံတဲ့ကာရိုက်တာပဲဖြစ်ဖြစ်ချစ်တဲ့ကာရိုက်တာပဲဖြစ်ဖြစ်လောက်ပါလားဟုတ်ပါဘူးဟုတ်ပါဘူးဒါသူတို့ဒီအားပေးဖို့ဟုတ်အတူတူစေကဂျုံလ20ဆိုလို့ရှိရင်တန်တန်ကန်လုံးမှာရှိတဲ့ဂျုံတွေမှာပြတ်တာပါပြီအဲ့တော့ဂျုံတွေချိုးထားတဲ့အခက်ခဲကြားနေပြီးတော့ဟိုတကြိမ်တိတိပေါ့နော်ဂျုံကရက်ပြောင်းပြီးတော့ပြရတယ်ကားလေးမို့လို့ဒါကြည့်ကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ပြီးတော့ ဥပယုံမင်းရဲ့ကမ်းဘက်ဖြစ်တဲ့အတွက်လည်းပြည်သက်ကြီးကိုတစ်ခုခုပေးမယ်လို့အဲကျိုးပြောရပါတယ်ဟုတ်